ကဲရေမစေးကြောက်လာဆောင်ရင်းနဲ့ပေါ့ဗျာနော်ကြောက်ရိုင်းသုံးဒီပေါ်မှာထိုင်ပြီးမှဟောငေးဒီငေးငေးနေတဲ့ချိန်မှာဒီကြောက်ကလေးကိုတွေ့တယ်ဗျာဒါကြောက်ရိုင်းမြန်နော်ဘာလို့ဘဟုတုဒ္ဒပေးခြင်းလဲဆိုတော့ခြစားပေါက်ဗျာနော်ဒီကြောက်စိန်သုံးမှာဒီလိုခြစားပေါက်ပါရင်အဲ့ဒါပန်းပါတယ်ဆိုတော့လက္ခဏာဗျာနော်သူကထူးဆန်းတယ်ဗျာနော်သူကဒီခြစားပေါက်ရဲ့အောက်မှာပန်းဖြစ်တယ်ဗျာ ဒီချဆပေါရဲ့အရွယ်ကအနေတော်ပဲဗျာနော်မော်ကြီးမှဒီလိုချဆပေါတွေ့ရင်အရေကပက်တဲ့တယ်ပေါ့ဗျာနော်ဒီထက်ကြီးမားတဲ့ချဆပေါဆိုရင်တော့အရေကလန့်တို့ကစွန်းတို့ပဲစံသွားတာပေါ့ဗျာနော်ပြောတော့အရေတော့အရေပဲဗျာမကောင်းတဲ့အရေပဲလဲသွားတာပေါ့နော်ဒီလိုချဆပေါကနက်တယ်ညီတယ်အဲသူကအရွယ်တော်လေးရှိတယ်ဆိုတော့အောက်မှာပက်တဲ့အရေကွက်ဖြက်လိုက်ရင်တေချာပေါဝင်တယ်ဗျာနော် ဒီလိုခြစားပွားကိုကြတော့မော်စီစာမှာတွေ့ရခဲတယ်ဗျာနော်မော်စီစာကြောက်မှာအများဆုံးနေတာကြက်စိတ်ပေါက်ဗျာနော်ဒီကြောက်မှာလည်းထူးဆန်းစွာကြက်စိတ်ပေါက်လေးလည်းပါတယ်ဗျာနော်အဲဒီမှာကြည့်လိုက်အဲဒီလိုအပေါက်အနေထားမျိုးကကြက်စိတ်ပေါက်လို့ခေါ်တယ်ဗျာနော်ဒီတေးသေးလေးကိုရကြည့်ဗျာအကြီးကိုမကြည့်နဲ့ဗျာနော်မော်စီစာကြောက်မှာဒီလိုကြက်စိတ်ပေါက်တွေပါရင်အက်ကောင်လဲအရေးဖြစ်တယ်ဗျာနော်။ तू ကအရေးဆိုတာတဲ့ပန်းပေါ့ဗျာနော်။ မော်စစာကြောက်မှာအကောင်ပန်ကြောက်သားလည်းနဲ့သွားတော့ဗောရနော်ဖြစ်လိုက်ရင်ကြောက်သားနဲ့နဲ့မှာပန်းကကြတော့နန်းနန်းခက်ပန်းဖြစ်သွားတယ်ဗျာနော်နန်းနန်းပြင်ရဲ့အရွက်ကလေးတွေလို့ဗောနော်အဲဖြာနေတာဗောလလပပလေးဖြာနေတာဗောဗျာနော်ကြက်စိတ်တွေးရင်ကြောက်သားခိုင်တယ်ကြောက်သားခိုင်ပြီးမှကြက်စိတ်ပန်းပိုင်အကြောက်ကရောင်းပန်းလာတယ်အဆင့်မြင့်တယ်ဗောဗျာနော်အဲကြောင့်မို့ကြက်စိတ်ပါတဲ့ကြောက်ဆိုရင်ဖြတ်တင်တယ်ဗျာနော်အောင်ကြီးများတယ်ဗောဗျာနော် ဒီကြောက်ကလေးကဘခုတုဒကြောက်ရံလေးပေါ့နော်ဒါပေမဲ့သူ့ရဲ့အရေးဖြစ်ပေါ်တတ်တဲ့သဘောတဘာဝကိုပြပေးတာကနော်ဒီကောင်ကြက်စိတ်ပြပဲတဲ့နိုင်တဲ့ကြက်စိတ်ပြနော်သူ့ထက်ကြီးတဲ့နဲ့လေဆိုရင်လန့်ပဲကစွန်းပဲလဲသွားတဲ့အရေးပြနော်အဲဒီအပေါက်တတိလေးကြတာကြက်စိတ်ပေါက်ပြနော် မော်စီစာမှာဒီကကြက်စိတ်ပေါက်လေးတွေပိုင်ရင်တော့ကောင်းတယ်ပြနော်ဒါပေမဲ့ဒီကြက်စိတ်ပေါက်လဲမော်စီစာမှာလဲအလားတူပဲပြအတားနဲ့လို့ရင်သူက အပြက်ပက်သွားတော့ဗောနော်လန့်တော့ကစွန်းတော့ပဲလဲတယ်ဗျကြောတအားလဲမနစ်နမအစင်ပြေတာဗျနော်အဲဒီကောင်းလောက်ဗောနော်ဒီအောက်အပေါက်လောက်လေးရှိရင်တော့မောစစာကြောက်မှာကောင်းတော့ဗောဗျာနော်ကြောအရေးတဘောတဘာဝဗောဗျာနော်နောက်ထပ်ဒီဘက်မှာလဲကြောက်ရမ်းတွေ့တယ်ဗျဒါလဲအပေါက်ပါတယ်ပြပေးမယ်နော်အဲဒီကြောက်မှာကြည့်လိုက်အပေါက်မြောက်များစွာတဆုတဖွဲ့ထဲမှာနေနေတာဗောဗျာနော်ဒါလဲကြောက်ရမ်းများဒါပေမဲ့သူ့ရဲ့တဘောတဘာဝက ဘာအပေါက်လဲဆိုတော့ဘဇွန်ချီယာလို့ခေါ်တယ်ဗျာနော်ဘလို့ဘဇွန်ချီယာလဲဆိုတော့ပြင်လယ်အောက်တဲပြင်မှာဘဇွန်နေသူတို့ရဲ့တဲပြင်မှာပြေလွာဆော့ကစားလို့ရှိရင်ထွက်လာတဲ့သူ့ရဲ့ချီယာပေါ့ဗျာနော်အဲဘဇွန်ချီယာခေါ်မှာပေါ့နော်ဒီကောင်တွေကမော်စီဆာမှာမှတွေ့ရတာဗျာဘဇွန်ချီယာကနော်ဒါမဲ့ဒီဘဇွန်ချီယာကလည်းပန်းဖြစ်တာပေါ့ဗျာနော်ဒါမဲ့သူ့ရဲ့ပန်းကမကောင်းဘူးလို့ဘဇွန်ချီယာပါတဲ့ကြောက်ကြတော့ အသားမှလည်းအပြက်ပက်သွားတယ်ဗျာနော်အရင်မှလည်းချက်ချောက်ကြီးသွားတယ်ဗျာနော်သူကတိတိတော်တော်လေးနဲ့စုဖွဲ့ပြီးမှကြောက်သားလည်းခြောက်သွားတယ်ကြောက်ရည်လည်းခြောက်သွားတယ်ဆိုတော့မကောင်းတဲ့လက္ခဏာဆောင်တော့ဗျာနော်ဒါပဇွန်ချီရတယ်ဗျာနော်ဒီလိုအများကြီးစုဖွဲ့ပြီးမှသွားနေရင်နော်ဒါကြောက်နဲ့ပတ်သက်တဲ့ခြားစားပေါက်ကျက်စိတ်ပေါက်ပဇွန်ချီရဆိုင်ရာဘဟုတုတ္တဗောဗျာနော်